ဒီဘိုင်းမှာတော့မူဆာရှက်ကီရှင်းကိုတိုက်ဖို့ကြိုးစားနေပါလေ။ဒါမှမဟုတ်ဘလောက်ပဲကြိုးစားကြိုးစားကီရှင်းကသူ့ပတာသူပြန်ကောင်းနေပါလေ။အဲ့ဒီချိန်မှာပဲအစိမ်းအောင်ကြဖို့တကူကသူ့ကိုပတ်လိုက်ပြီးပူရှိစခန်းနာကိုဆွဲခေါ်သွားပါလေ။မူဆာရှက်ရုံးနေပေမဲ့ခေါင်းဆောင်ကတော့သူ့ကိုကီရှင်းနှကောင်တော့ဖို့အဖွဲတစ်ခုလုံးဘလို့ကြိုးစားနေရလဲဆိုတာပြပါလေ။ဘာဖြစ်လို့လဲဆိုတော့အပေါ်ရန်တိုက်ခိုက်မှုတွေကသူ့ကိုဘာမှမလုပ်နိုင်ပါဘူး။ မူဆာရှိတယောက်ထဲတက်ခိုင်သူ့အသက်ကိုစတင်းုံမှရှိပြီးအနိုင်ရမှာမို့လို့ပါမူဆာရှိကတော့ခေါင်းဆောင်စကားကိုနားမထောင်ပဲသူ့ကိုချီထားတဲ့ကြာဘုတ်ကိုဖက်လာပြီးသူ့ပဒါသူတက်ခိုက်ဖို့ပြေးသွားပါတယ်ကိုဂျီရောကဘာမှမလုပ်နိုင်ပဲကြောင်နေပါတယ်သူကဘူရှိတွေကကီရှင်းနေရဲ့အဓိကအားနေချက်ဖြစ်တဲ့ဘိုက်ကဂျိုကိုတက်ခိုက်ဖို့ပြင်ဆင်နေတဲ့ကြောင်ပြောနေရကြားလိုက်ရပါတယ်ဒါကြောင့်သူ့တငယ်ချင်းအသက်အန္တရာယ်ရှိနေတဲ့အချိန်မှာသူကဘာမှမလုပ်နိုင်ပဲထိုင်နေလို့မဖြစ်ဘူးဆိုတာသိလိုက်ပါတယ် ။ဒါကြောင့်သူကအဲ့ဒီကီရှင်ဂျိုဆိုတာဘာလဲဆိုတာရှာကြည့်လိုက်ပါတယ်။မူဆာရှက်ကီရှင်ကိုတိုင်မလို့ကီရှင်နောက်ပြေးသွားပါတယ်။ဘူရှိတွေကလည်းသူတို့ရဲ့လက်နက်နဲ့ကီရှင်ဂျိုကိုပြစ်ဖို့ကြိုးစားနေပေမဲ့မူဆာရှက်ဝင်ချုပ်သွားလို့မထိလိုက်ပါဘူး။သူကစကြိုးစားနေပေမဲ့ခေါင်းဆောင်ရဲ့သူ့အထင်သေးတယ်လို့ပြောထားတာတွေပြန်တွေးမိပြီးမကျေမနပ်ဖြစ်နေပါတယ်။ဒါပေမဲ့ကိုဂျီရိုကအော်ပြောနေတဲ့အတန်ကြားလိုက်ရပါတယ်။ ကိုဂျီရိုကတော့သူ့ရဲ့နှလုံးသားအကြီးဆုံးဂျိုးတိုက်လိုက်အဲ့ဒါသူ့ရဲ့အားနဲ့ချက်ပဲလို့ပြောလိုက်ပါတယ်။မူဆာရှွာလည်းဂျိုးတိုက်လိုက်ပေမဲ့သူ့ရဲ့ဓာတ်ကပဲကျိုးသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာခေါင်းဆောင်ကသူ့ရဲ့နားကိုရောက်လာပြီးသူ့ရဲ့ဓာတ်နဲ့ပဲဂျိုးတစ်ချက်ထင်းနဲ့ခုန်လိုက်ပြီးကီရှော့အနိုင်ယူလိုက်ပါတယ်။ ူ့ဖွဲ့သားတွေကလည်းဝမ်းသာအားရအော်ဟစ်နေကြပါတယ်။ကီရှင်းကလည်းပေါက်ကွဲသွားပြီးဘူရှိတွေအားလုံးကလည်းသူတို့ရဲ့သားတွေပျောက်ထားပြီးကီရှင်းစီကထွက်လာတဲ့တောက်ပတဲ့အဖြစ်အောင်မှုန့်နေရဆုံယူနေကြပါတယ်။ခေါင်းဆောင်ကသူတို့ဟာပေါက်ကွဲသွားတဲ့ကီရှင်းရဲ့စွမ်းအင်ကိုဆုံယူနေကြတာလို့ရှင်းပြလိုက်ပါတယ်။ပေမန်းနွန်းနဲ့ပြီးမျောလင်းချက်မဲ့တဲ့တပ်ထုတွင်လုံသားတွေကလည်းသူတို့ကိုကြောက်မက်ဖွယ်အိုနီရီစီကနေကဲတင်ပေးတဲ့အတွက်ဘူရှိအဖွဲ့ဆိုကျေးဇူးတင်ကြောင်းပြောနေပါတယ်။ခေါင်းဆောင်ကလည်းလူတွေကိုမိန်ကွန်းပြောလိုက်ပြီးကီရှင်းအားလုံးတပ်ပြပြီးကဘာကြီးကိုလူသားတွေအတွက်လုံခြုံအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အမှန်တော့ကိုကိုွယ်သူတွေကဘူရှိတွေမဖြစ်နိုင်တဲ့ခူးရံမှုက150ကျော်ကျခဲ့ပြီဖြစ်ပြီးအဲ့ဒါအရက်သားတွေထိခိုက်နာကျင်စေခဲ့တယ်လို့ဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။ခေါင်းဆောင်ကတော့ငါအိုနီယစ်စင်တာအတိုင်းအသက်ရှင်နေရတဲ့မှားယွင်းစွာနေထိုင်တာထက်လူလတ်မှုအတွက်ပြန်တိုက်ခိုက်တာကိုရွေးချယ်ခဲ့တယ်။ဒါမျိုးဆက်ဆက်ဆက်လက်ဆင့်ကမ်းလာတဲ့ဘူရှိတွေအိမ်မက်ဖြစ်ပြီးငါတို့ပိုပြီးအားကောင်းလာစေတယ် ငါတို့ဟာအိုနီယိုအနိုင်ရမည်မျိုးဆက်ဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။လူရန်ပြောနေကြပေမဲ့မူဆာရှိကသူတို့ရဲ့ပထမဆုံးစုကိုခိုးယူခံလိုက်ရတဲ့အတွက်စိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်။ခေါင်းဆောင်ကလည်းသူတို့ရဲ့နားကိုလာပြီးသူတို့ရဲ့တားကောင်ဖျက်ခုံးမိတဲ့အတွက်ရေရမောမောနေပဲတောင်းပန်လိုက်ပါတယ်။ကိုကြီးတို့ကလူရန်ပြောနေတာကိုမြင်ပြီးချက်ချင်းပဲလက်ခံလိုက်ပါတယ်။မူဆာရှိကတော့သူ့ရဲ့ခံစားချက်တွေကိုထိန်းချုပ်ထားဖို့ဆုံးဖြတ်ပြီးဘာမှမပြောဘဲနေနေပါတယ်။ဒါပေမဲ့သူစိတ်မထိန်းနိုင်တော့ပဲဒေါသထွက်လာပြီး "तू ဘယ်လောက်ထိစိတ်ပြက်သွားတဲ့အကြောင်းလူတိုင်းကြောက်အောင်လိုက်ပါတယ်"။ခေါင်းဆောင်ကတော့ "तू ကတန်မာလာဖို့အလားအလာရှိတာကိုတိမှတ်ပြလိုက်ပြီး သူ့ရဲ့ပထမဆုံးအောင်မြင်မှုခိုးယူလိုက်တဲ့အတွက်နှစ်သိမ့်စုအနေနဲ့အကြောင်းလဲလှူထားတဲ့မှန်ပြောင်းတစ်ခုပေးလိုက်ပါတယ်။အပြန်ရတော့ကိုကြည်ရုံးနဲ့မူဆာရှိရအဲ့ဒီကြောက်ကိုတိတ်ဆဆစ်ဆီးကြည့်တော့မှန်ပြောင်းနေတူတာတွေ့ရရပါတယ်။ကိုကြည်ရုံးကအဲ့ဒီအရာမျိုးတနည်းနည်းမှမြင်မှုတယ်လို့တွေးလိုက်ပြီးသူ့ဖေရဲ့စာလေးကိုထုတ်ကြည့်လိုက်တော့ပုံထဲမှာလူတစ်ယောက်ကအဲ့ဒီကြောက်နဲ့တူတဲ့အရာတစ်ခုကင်ထားတာတွေ့လိုက်ရပါတယ်။ဒါဖြင့်မူဆာရှိအဲ့ဒီမှန်ပြောင်းတဲ့ပုံစံဟာစာလေးရဲ့အလင်းမှာရှိတဲ့အနီရောင်ကြီးကြီးနဲ့တူနေတာသတိထားမိသွားပါတယ်။ကိုကြည်ရုံးကတော့အဲ့ဒါကီရှင်းထင်တယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မူဆာရှိကလည်းခေါင်းဆောင်သူတို့အိုနီရီကိုရှာဖို့ကရိယာတစ်ခု ပေးခဲ့တာလို့သဘောပေါက်သွားပါတယ်။သူတို့ကစားလေးတွေရဲ့အကြောင်းအရာတွေဖတ်ကြည့်လိုက်တော့ကီရှင်တွေရဲ့နာမည်နဲ့ကီနိုမိုတိုမှာကီရှင်တရာကျော်ရှိတဲ့အကြောင်းဖော်ပြထားတာကိုတွေ့လိုက်ရပါတယ်။ဒါ့အပြင်စားလေးကတော့ ဘူရှိရာကီရှင်အားလုံးအနိုင်ရတဲ့အခါဟီနိုမိုတိုရဲ့မြေတွေအားလုံးကစီးလုံးတဲ့နိုင်ငံဖြစ်သွားမယ်။အဲ့ဒီအောင်ပွဲအတွက်အတော်ဆုံးကီရှင်ကိုနိုင်တဲ့သူကဟီနိုမိုတိုရဲ့ဘယင်အသစ်ဖြစ်လာမယ်လို့ပြောထားပါဗျ။ဆာအိုဖာပီဆေးရထက်တန်သွားတဲ့မူဆာရှီကလည်းဘူရှိဖွဲ့စည်းသွားပြီးတော့ခေါင်းဆောင်နာအိုတိုဘယ်သူမှမလုံနိုင်ခဲ့တဲ့တာဝန်ငါပဲလုပ်ပြီးတိုင်းပြည်ကိုစီးလုံးညီညွတ်စေမယ်သူကလည်းငါပဲဖြစ်လိမ့်မယ်လို့ပြောလိုက်တော့ခေါင်းဆောင်ကလည်းကြိုးစားဖို့တောက်ကလေးရလို့ပြောလိုက်ပါဗျ။နောက်နေ့မှာတော့သူနဲ့ကိုဂျီရိုကနောက်ထပ်ကီရှင်ကိုရှာဖို့သူတို့မျိုးကအနီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါဗျ။ဒီလိုနဲ့ခီးသွားနေကိုဂျီရိုနဲ့သူ့အဖေက သူ့ဓာတ်တိုင်းပညာမတင်သေးခဲ့တသက်လုံးအိုနီအတွက်တတ်ထုတွင်လုံနေရလောက်တယ်လို့မူဆာရှီယာတွင်းနေပါတယ်တကယ်တော့ခီးထွက်လာပြီပဲအစားစာနေငယ်နဲ့ကောက်ရုပ်ဆောင်နေငယ်လောက်ပဲပါပါတယ်တငယ်ချင်းနဲ့ခီးသွားရတဲ့ပျော်ရွှင်မှုကတပတ်အတွင်းမှာပဲပျောက်သွားပြီးအသေးမွှားလေးနဲ့စကားဆများလာကြပါတယ်မူဆာရှီယာပျက်စီးနေနေပဲထက်လာရတဲ့အတွက်ကိုဂျီရိုအပြစ်တင်နေပါတယ်ဒါမဲ့ကိုဂျီရိုကတော့မင်းပဲပြင်ထားတာတွေထားခဲ့တာမဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်ကိုဂျီရိုကတော့မူဆာရှီကိုသူများအကုန်းနေရတဲ့ကောင်လို့ပြောလိုက်ပြီးငါ့ဖိတ်သေးပြီးတဲ့နောက် ငါတယောက်တည်းနေကြတော့ရခဲ့တဲ့အစွမ်းဖြစ်တယ်။ကိုအားကိုကိုးနိုင်တဲ့စွမ်းအားကိုပြမယ်ဆိုပြီးငါ့ကိုကြွန့်ကျင်တာများပြပြီးမင်းရောဘယ်နှကောင်ဖမ်းနိုင်လဲကွာလို့ပြောလိုက်ပါတယ်။မူဆာရှီကလည်းစိတ်ဆိုးသွားပြီးတုပ္ပတာသူဖမ်းပြမယ်လို့ရည်ရွယ်လိုက်ရင်ထွက်သွားပါတယ်။သူထွက်သွားပြီးမကြခင်မှာပဲကိုဂျီရောကတော့အဲ့ဒီလိုအသေးမကိစ္စလေးနဲ့ရန်ဖြစ်တာကိုနောက်နားရပြီးမူဆာရှီကတိုက်ခိုက်ရင်မှာပိုကြွန့်ကျင်တယ်ဆိုတဲ့အကြောင်းပြောနေပါတယ်။ရုတ်တရက်သူ့နောက်မှာလူတစ်ယောက်ရှိနေတာကိုခံစားလိုက်ရပြီးလှည့်ကြည့်လိုက်တော့မင်းကလေးတစ်ယောက်တွေ့လိုက်ရပါတယ်။ အဲ့ဒီချိန်မှာမူဆာရှီကငါဖန်တာမအောင်မြင်ပဲအချင်းကုန်ခံနေရပြီးတော့အစားစာအတွက်ရန်ဖြစ်မိတာကိုလည်းစိတ်မကောင်းဖြစ်နေပါတယ်။သူကကိုဂျီရိုရဲ့ငါဖန်တဲ့နေရာကိုပြန်သွားပြီးပြန်တောင်းမှမလုပ်ပေမဲ့ကိုဂျီရိုကငါများတဲ့နေရာမှာမရှိတော့ပဲမြေကြီးပေါ်လဲနေအောင်တွေးလိုက်ရပါတယ်။သူလန်သွားပြီးကိုဂျီရိုကိုကြီးလိုက်တော့သူ့မျက်နှာမှာဓာတ်တန်ရာရနေအောင်တွေးလိုက်ရပါတယ်။အဲ့ဒီချိန်မှာစုကူမီဆိုတဲ့သပင်စိမ့်တဲ့မင်္ဂလိတယောက်မူဆာရှီရဲ့နောက်မှာပေါ်လာပြီးသူ့မြေကြီးပေါ်မှာဖိထားလိုက်ပြီးကီတက်ဆူပါဝင်သူတို့ရဲ့တံမိုးရှိတဲ့ပစ္စည်းတွေကိုတောင်းပါတယ်။မူဆာရှီကသူ့ကိုဖိထားတာကနေယုံလိုက်ပြီးတော့အလွဲတကူပဲတိုက်ခိုက်လိုက်ပါတယ်။ ူတို့စက်တိုက်ခိုက်နေတော့စုကူမရတဲ့သူ့မနိုင်နိုင်မသိတော့လို့သူ့ရဲ့ဘာမှမသိတဲ့လက်နက်တွေကိုထုတ်လိုက်ပါတယ်။ဒါမဲ့အဝေးကခရယာတန်ကြားလိုက်ရတာကြောင့်သူရက်သွားခဲ့ပါတယ်။ သောမွန်တဲချင်းကြော်သွားပြီဆိုတာတိလို့လန်သွားပြီးတော့သူတခင်စိတ်ဆိုးမှကြောက်နေပါတယ်။ဒါကြောင့်ကိုကြည်ရိုးရဲ့ဆန်ကကိုခဏငားမယ်ဆိုပြီးအမြန်ပြေးသွားခဲ့ပါတယ်။ဘာဖြစ်မှန်းမသိတဲ့ကောင်းလေးနေရောလည်းသူတို့ရဲ့တခုတည်းသောခီးသွားလို့ရတဲ့ဆန်ကကိုပြန်ရဖို့စုကွေမီနာကိုလိုက်သွားပါတယ်။သူမကလည်းသူတို့ရဲ့ခန်းတက်ကိုပြန်ရောက်သွားပြီးနောက်ကျတဲ့အတွက်အသေးအံတောင်းမလဲရပြီ။သူညွန်ကြားထားတဲ့အတိုင်းကီတက်ဆိုအောင်မြင်စွာခူးယူနိုင်ခဲ့ကြောင်းပြောလိုက်ပါတယ်။ဒါအောင်ကျတော့ကိုစာမီကလည်းသူ့ကိုနှွေးထွေးဆောင်ပြုံးပြလာပြီးဖတ်လိုက်ပါတယ်။ပြီးတဲ့နေ့သူကတိုင်းပြည်ကိုပြန်လည်စီးလုံးညီညွတ်စေဖို့အတွက်ဘူရှိတယောက်အနေနဲ့မင်းရဲ့ခန်းနာကိုလှုပ်ဆောင်နေတယ်လို့ပြောလိုက် ပါတယ်။မကြာခင်မှာဘူဆာရှိတဲ့ကိုကြီးတို့ကခန္တားရဲ့အဝင်ဝအောင်ရောက်လာပြီးနောက်ထပ်ဘူရှိဖွဲ့နဲ့တွေ့ရတော့မယ်ဆိုတာသိလက်ရပါတယ်။သူတို့ကအထက်ကိုရှောက်သွားနေပြီးတော့သူတို့ရဲ့ဆန်ကယ်ကိုရှာနေတော့မှပဲစုကွေမီယာပေါ်လာခဲ့ပြီး ဂူစာရှိရဲ့ဆန်ကယ်ကိုလိုက်ပြဖို့ပြောလိုက်ပြီးတော့သူကခဏပဲငှားဖို့ရည်ရွယ်ခဲ့တယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့လိုက်သွားရင်ခန္ဓာတွင်းမအောင်ကြီးလိုက်တော့မျိုးထဲမှာအိနေပြည့်နေတာတွေ့လိုက်ရပြီးအံ့ဩသွားပါတယ်စုကူမီကတော့ခီနိုမိုတိုတခွင်မှာကီရှင်းနေပေါ်လာတတ်ပြီးဘူရှိဖွဲ့ရသူတို့တိုက်ခိုက်ဖို့အမြဲတမ်းပြင်ဆင်ထားကြတာလို့ရှင်းပြပါတယ်ဒါကြောင့်ဘူရှိတွေရဲ့စစ်တိုက်တဲ့ရဲတိုက်ကရွေလျားနိုင်ပြီးတော့သူတို့နေတဲ့မြို့ကတော့လဲသမားတွေ ဘဘဲဆရာတွေဆရာဝန်တွေနဲ့အဲ့ဒီခံတပ်မှာနေထိုင်တဲ့မိသားစုထက်တစ်ပေါင်းရာချီပြီးနေထိုင်ခဲ့ကြတယ်လို့ရှင်းပြလိုက်ပါတယ်။သူတို့မြို့ပြနေတော့မှပဲစုကူမီနဲ့လေးကျင်ကျင်နဲ့ခလေးမြောင်နဲ့တွေ့ပါတယ်။ ဒါမဲ့သူကတော့အရန်ပြင်မနေလို့ကိုကြီးတို့ကတော့သူ့နေရာမှာဝင်ကစားပြီးပါတယ်သူတို့နဲ့ကစားနေတော့မှပဲမူဆာရှိကတော့ဘွေးရှိတယ်ရဲ့ဘွာငါထင်ထားတာတပိုကောင်းမွန်ရတယ်ပျော်ရွှင်လေးနဲ့မိသားစုတွေအများကြီးတွေ့ရမယ်လို့မထင်ထားဘူးလို့ပြောလိုက်ပါတယ်ဒါမဲ့စုကူမီရဲ့ဝမ်းနဲ့နဲ့မျက်နှာတခြားအကြောင်းအရာတစ်ခုပြောပြလိုက်ပါတယ်သူကအဖွဲထဲကလူတန်းကမိသားစုလို့ဆက်ဆံပြီးပဲသူ့မှာဒီမှာသွေးသားတော်ဆက်တဲ့ဆွေမျိုးတွေမရှိတော့ဘူးလို့ပြောလိုက်ပါတယ်သူ့မှာသူ့ထက်ကြီးတဲ့အမတစ်ယောက်ရှိခဲ့ပူပါတယ်သူမကတော့စုကူမီရဲ့ဆံပြပါပဲတနေ့မှသူတည်သွားပြီးစုကူမီကိုတယောက်ထဲထားခဲ့ပါတယ်ဘူဆာရှိကသူ့ကိုစာနာသွားပြီး ငါလက်တီရထဲပဲလို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့ခေါင်းဆောင်ကိုစာမီယာမူဆာရှိရိုးနှစ်ယောက်ကိုကြိုးစိုးပြီးကြီးမားတဲ့ပွဲတော်တစ်ခုကျင်းပပေးထားပါတယ်။သူကမူဆာရှိရိုးနဲ့မဟာမိတ်ဖွဲ့ကိုမျှော်လင့်နေတယ်လို့ပြောလိုက်ပါတယ်။သူကမူဆာရှိရိုးရဲ့ဆိုင်ကယ်ကိုကြည့်ပြီးတော့အယံစင်မြင်တာတွေ့တော့သူတို့ဟာကီရှင်းများကြီးကိုတတ်ခဲ့တဲ့ထိတ်တန့်ပူရှိတဲ့ဖြစ်မယ်လို့ထင်တယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်လည်းရှက်ရွံ့သွားနေကြီးလိုက်ကြပဲဘာပြောမှမသိတော့ပါဘူး။ခေါင်းဆောင်ကလည်းအဲ့ဒီဒေတာမှရှိတဲ့ကီရှင်းတွေကိုဖယ်ရှားဖို့သူ့ဖွဲ့နဲ့အတူတတ်ခတ်ဖို့ပြောလိုက်ပါတယ်။အဲ့ဒီလိုလုပ်ရင် TI တန်ရာရမှုတွေအနည်းဆုံးဖြစ်အောင်လုပ်နိုင်ပြီးကီတက်စုကိုခွဲဝေယူနိုင်တယ်လို့ပြော ောလိုက်ပါတယ်။ဘူဆာရှုကကီတက်ဆုဆိုတာဘာလဲဆိုတာမေးလိုက်ပြီးကိုဂျီရိုကလည်းနားမလည်တဲ့ပုံဖြစ်နေပါတယ်။ကိုဆာမီကလည်းဘူဆာရှုကကီတက်ဆုဆိုတာဘာလဲဆိုတာမသိတော့ဘူဆာရှုကိုအတော့မွေလို့သတ်မှတ်လိုက်ပြီးဆုကူမီကိုသူတို့ကျူးတုတ်ခိုင်းလိုက်ပါတယ်။ဆုကူမီကလည်းသူ့ရဲ့ဓာတ်နှက်လက်ကိုဆွဲထုတ်လိုက်ပြီးတောက်ပတဲ့အစင်းအောင်ကြာပိုးတီကိုထုတ်လိုက်ပြီးသူတို့ဖမ်းလိုက်ပါတယ်။ပြီးတော့ဝမ်းထဲနေတဲ့မျက်လုံးတွေနဲ့တောင်းဝင်ပါတယ်လို့ပြောလိုက်ပါတယ်။ကိုဆာမီကတော့သူ့လူတွေကိုဘူဆာရှုကိုအချုပ်ထဲထည့်ထားပြီးသူ့ရဲ့ပစ္စည်းတွေရဲ့ရှာဖွေကိုပြောလိုက်ပါတယ်။ ။ဘာလို့လဲဆိုတော့သူတို့မှာတခြားကီတက်ဆိုတွေတနေနေမှာဝတ်ထားနိုင်လို့ပါ။စုကူမီကတော့ကိုဆာမီကိုတောင်းပန်နေရပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့တာဝန်ကတန်မာတဲ့ဘူရှိတွေခေါ်လာဖို့ဖြစ်ပေမဲ့မူဆာရှိတွေကိုခေါ်လာမီလို့ပါ။ ကိုစာမီကတော့သူ့အသုံးမွေနဲ့တမီပဲလို့ခေါ်လိုက်ပါတယ်။အိုနီနဲ့အဆက်မပြတ်တိုက်ခိုက်နေရလို့တိုက်ခိုက်ရေးသမားတွေနဲ့ကီတက်စုတွေနေပါလာတဲ့အတွက်သူတို့ရဲ့အဖွဲ့ကပျက်စီးလို့နေပါဖြစ်နေပါတယ်။ကိုစာမီကတော့သူ့တခင်တိုခုကဝါသူ့ကိုယုံကြည်ပြီးထားခဲ့တဲ့မျိုးကိုဘလိုနည်းနဲ့မဆိုကာကွယ်ဖို့ဆုံးဖြတ်ထားပါတယ်။နောက်တစ်ခေါက်အိုနီတွေတိုက်ခိုက်တဲ့အခါကျရင်မျိုးရဲလူတွေအားလုံးတိုက်ခိုက်မှုစဉ်းစားနေပါတယ်။စုကူမီကတော့ကန့်ကွက်ဖို့ကြိုးစားပါတယ်။ ါလို့လဲဆိုမျိုးရေအရွယ်ရောက်ပြီးတဲ့အရသားအများစုကအမျိုးသမီးတွေနဲ့တက်ကြီးရွယ်တွေအများဆုံးဖြစ်ပါတယ်။ဒါပေမဲ့ကိုဆာမီကတော့မေးရငေါ့အာခန်ဂျင်နာလားလို့ပြောလိုက်ပါတယ်။သူမကတော့ကြောက်သွားခဲ့ပြီးကောင်းပါပြီနောက်ထပ်ဘာလုံးပေးရမလဲလို့မေးလိုက်ပါတယ်။ကိုဆာမီကတော့ချက်ချင်းပဲရန်လုံနေတဲ့ပုံစံအတိနှွေးထိတဲ့ပုံစံကိုပြောင်းသွားပြီ။မင်းငါပြောတယ်လို့တော့မင်းနဲ့အမြဲတမ်းအတူရှိနေမယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့စုကွေမီယာမူဆာရှိရောရဲ့နာကိုရောက်လာပြီ။နင်တို့မှဟွက်ထားတဲ့ကြည်တက်စုတွေရှိသားလို့မေးလိုက်ပါတယ်။ ။ဦးစာရှိရောကတော့ကီတက်ဆုဆိုတာတကယ်ဘာလို့ဆိုလို့မှမသိဘူးလို့ပြောလိုက်တော့ဆုကူမီကတော့ကီတက်ဆုဆိုတာပေါက်ကွဲသွားတဲ့ကီရှင်ကနေထွက်လာတဲ့တောက်ပတဲ့အဖြစ်အမုံနေဖြစ်ပြီးဦးရှိရကအဲ့ဒါကိုအားရရဖို့နဲ့ကီရှင်တက်ခတ်ဖို့အသုံးပြုကြတယ်လို့ရှင်းပြလိုက်ပြီးတော့ငါတို့ဖွဲ့ကအဲ့ဒါကိုအမြန်လိုအပ်နေတယ်။ဘာလို့လဲဆိုတော့အန်ဒီယရှိရဲ့အိုနီယိုအုပ်စုကရဲတိုက်ကိုအမြန်လာနေပြီလို့ပြောလိုက်ပါတယ်။ဦးစာရှိကလည်းသူမရဲ့တုံနေတဲ့လက်ကိုတရီထားမိသွားပြီးသူ့ဘာရီရင်ထဲမှာမြို့သိမ်းထားလဲဆိုတာပြောပြခိုင်းလိုက်ပါတယ်။ဆုကူမီကတော့သူ့မြို့သိမ်းထားတာတွေကိုပြန်တွေးနေပါတယ်။အားလုံးစုတိုက်ဖို့ဆုံးဖြတ်ချက်ကိုသူ့ဘလို့ကန့်ကွက်လဲလူတိုင်းသိ ေဆုံးရမယ့်အကြောင်းဘလုံးမုံလိလဲဆိုတာမျိုးပါပီတာနဲ့သူငိုလာပြီးတော့မူဆာရှိကိုငေါ့အဲ့ဒါနေပြန်သွေးမိအောင်မလုပ်ပါနဲ့လို့ပြောပြီးပြေးထွက်သွားရင်ဒီပိုင်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်အန်နမီလေးကိုကြိုင်ရင်တော့လိုက်ကလေးနဲ့ကောမန်မှာစတစ်ကာလေးပြပြရေးပေးသွားပြီးတော့ subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးပဲတာယာပြွှင်သောနေ့ရက်လေးပိုင်းဆိုင်နေကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ